ဘုရားဘာသာဖြစ်ပြီးဘုရားသခါနားမထောင်တာတော့ဗမာတွေပဲလို့နော်ဘာလို့ဆူညံဆူညံလုံမမသိဘူးလို့အတန်ချက်ဆက်ကြီးတွေအော်ဖွင့်ဗမာပြည်မှာအဆူဆုံးပဲလို့အတန်တွေကအဆူဆုံးကဘာမှာလိုက်ကြည့်လိုက်မယ်ဆိုရင်နော်ကလပြည်နဲ့ဗမာပြည်ဟာအဆူဆုံးပဲလို့တခြားနိုင်ငံတွေမှာတိတ်ဆိတ်နေတာပဲတကယ်တော့ကြည့်အမေရိကန်တို့ဆိုဘုန်းကြီးအမေရိကန်တနစ်နေဦးတယ်အနာနာအိမ်တွေကဘာသာမှမကြရဘူးလူမရှိရလားအောင်ပြီရှိတယ် ဘယ်တော့မှအတန်ချက်ဆက်အော်ဖွင့်တာမရှိဘူးတခြင်းအော်ဖွင့်တာမရှိဘူးတခြင်းဖွင့်ရင်ကိုယ်နှစ်ချက်ကလေးနဲ့နားထောင်နေကြလူတောင်ရှိတယ်မထင်ရဘူးတကားပိတ်ပြီးတော့တိတ်ဆိတ်ငြိမ်သက်မှုကဘယ်နေရာကမ္မထမ်းထိုင်ထိုင်ထိုင်လို့ရတဲ့အနေအထားမျိုးရှိတယ်အမေရိကန်မှာဆိုကြားတဲ့အတန်လေးကဘာလို့ဆိုကားဟွန်းတာမကြားရဘူး emergency ambulance ကားတာပဲကြားရတယ်တခြားဘာမှမကြားဘူးငြိမ်းတာအဲ့ဒါလေးတစ်ခုပဲကြားအေး စူပါမားကတ်တွေဝင်သွားလိုက်ရင်လည်းငြိမ့်နေကြတာပဲကိုလိုကိုလိုဗမာတွေတော့မသွားလိုက်နဲ့ဆူးညံနေကြတာပဲဩတို့ကမလူမျိုးတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမဗုဒ္ဓဘာသာဝင်တွေဟာဘုရားရဲ့အဆုံးအမတော်ကိုမလိုက်နာကြပါလားလို့တခါတော့ကတရားဟောတဲ့ထဲမှာတခါထဲ့ဟောတာအဲတရားဟောတဲ့ထဲထဲ့ဟောတာကိုအဲ့ဒီတရားကြတော့အပြည့်စုံမလွှင့်မင်းနဲ့ဖြတ်ပြီးတော့လွှင့်သွားတာနောက်တော့လည်းအပြည့်စုံလွှင့်နေတယ်ဓမ္မရဲ့ ထမလွှဲနေဖြတ်ပြီးတော့အဲ့ဒါဘာကြောင့်ပြောရတာတုံးဆိုမြတ်စွာဘုရားရဲ့ဂုဏ်တွေနဲ့ပါတယ်အပတ္တကာမအပတ္တဝိနိတာတဲ့အေးမြတ်စွာဘုရားအတန်တိုးတိတ်ထားကိုနှစ်သက်တယ်တိုးတိတ်မှုလိုလားတဲ့တိတ်ဆိတ်ငြိမ်သက်မှုအဲ့ဒါမှလိုလားတဲ့ကျမရင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်အတန်တိတ်ဆိတ်ငြိမ်သက်မှုဟာအဋ္ဌဉဏ်ကိုဖွံ့ဖြိုးစေတယ်ကျမမှုပိုရစေတယ်ဆိုတာအားလုံးကဒီစာပေတွေဖတ်ဖူးတဲ့ပုံစံတွေနားလည်ကြလိမ့်မယ် ဒီနားထဲမှာအတန်နေဆူညံပြီးတော့ရိုက်ခတ်နေခြင်းဟာကျမရေကိုထိခိုက်စေတယ်ဟောလူတွေမှာလည်းထိခိုက်စေတယ်အဲ့ဒါကြောင့်မလို့တိတ်ဆိတ်ငြိမ်သက်တာဟာအလွန်ကောင်းတယ်နော်တန်ချဲဆက်ကြီးတွေအော်ဖွင့်တာဘုန်းကြီးတို့ဘယ်တော့မှဓာကြီးတွေရက်ခိုင်းမှမလဲလို့ပဲဆူတောင်းယုံပဲဆူတောင်းနိုင်ပါတယ်